င်္ဂလာပါရှင်။2025ခုနှစ်မေလ9ရက်နေ့အတွက်မိုးလေဝသနဲ့ဆလားဗေဒသတင်းများကိုနေပြီးတော့မိုးလေဝသနဲ့ဆလားဗေဒညွှန်ကြားမှုစီဌာနမှထုတ်ပြန်ကြေညာပါမယ်ရှင်။လွန်ခဲ့တဲ့24နှစ်အတွင်းကဖြစ်ပေါ်ခဲ့တဲ့နေပူချိန်ခြေလင်းများမှာကချင်ပြည်နယ်မှာမေလရဲ့ပုံမှန်ပူချိန်ထက်1ဒီဂရီဆယ်စီယပ်ပိုခဲ့ပြီးနေပြီးတော့မှမေလရဲ့ပုံမှန်ပူချိန်အောက်1ဒီဂရီဆယ်စီယပ်နဲ့ ချကိုင်းတိုင်းဒေသကြီးအောက်ပိုင်းမန္တလေးတိုင်းဒေသကြီးနဲ့မကွေးတိုင်းဒေသကြီးတို့မှာမေလရင်ပုံမှန်ပူချိန်တို့အောက်3ဒီဂရီဆယ်စီယပ်ရောနေခဲ့ကကြံတန်းဒေသကြီးနဲ့ပြည်နယ်များမှာမေလရင်ပုံမှန်ပူချိန်ခန့်သာ ရှိခဲ့ပါတယ်2025ခုနှစ်မေလ၄ရက်နေ့မှာဖြစ်ပေါ်ခဲ့တဲ့မြို့လိုက်ထူချတဲ့နေပူချိန်များမှာညောင်လေးပင်မြို့မှာ၄၀ဒီဂရီဆယ်စီယပ်6မြို့မှာ38.8ဒီဂရီဆယ်စီယပ်ကော့ကရိတ်မြို့မှာ38ဒီဂရီဆယ်စီယပ် အောင်လံမျိုးနဲ့ဖန်ဆိုင်ပြိုးရေးမိုးလေဝသတို့မှာ38ဒသမ8ဒီဂရီဆယ်စီယက်စီပကွေးမျိုးမှာ38ဒသမ6ဒီဂရီဆယ်စီယက်မြေမှုမျိုးမှာ38ဒသမ5ဒီဂရီဆယ်စီယက်ပြည်မျိုးမှာ38ဒသမ4ဒီဂရီဆယ်စီယက်ဆယ်လုံးမျိုးမှာ38ဒသမ3ဒီဂရီဆယ်စီယက်နဲ့ပကိုးမျိုးမှာ38ဒသမ2ဒီဂရီဆယ်စီယက်တို့ဖြစ်ကြပါတယ်မှတ်သားဝယ်ရမွေးချိန်များမှာပြည်ဦးလွင်စီပင်ကြီးမှာ၄ဒသမ3.9လက်မှာ မော်လမြိုင်မြို့မှာ3.98လက်မစိုက်ခမီမြို့မှာ3.63လက်မမိုးကောင်းမြို့မှာ3.32လက်မပြင်းဦးလင်းမြို့နယ်ကြိုင်မြို့မြို့တို့မှာ3.28လက်မစီနဲ့ကောတောင်မြို့နယ်တီတိန်မြို့တို့မှာ3.24လက်မစီတို့တိုင်းထွာရရှိခဲ့ပါတယ်ဒီကနေ့နေ့လယ်တနာရီခွဲအချိန်မူလီဝတာကျိုးတို့မှာဖန်ယူရရှိတဲ့ပုံအရကပလီပလဲဖြစ်တဲ့ဘင်္ဂါပလဲဟောတောင်ပိုင်းတို့မှာတိန်တင်တက်မှာတိန်ထူထပ်နေပြီး ကျန်မင်္ဂလာပင်လယ်အော်မှာတိန်နေငယ်ဖြစ်ထွန်းနေပါတယ်မြန်မာနိုင်ငံပေါ်မှာကတော့မွန်ပြည်နယ်နဲ့တနင်္သာရီတိုင်းဒေသကြီးတို့မှာမုန်တိန်တောင်းများဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမုန်တိန်တောင်းများရွှေလျားရာနေရာတစ်လျှောက်မှာငွေရသွင်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမုန်ထေချုံခြင်းငွေကြိုးပစ်ခြင်းလျက်စီးလက်ခြင်းနဲ့မုန်တိန်ကြွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်မှသဖြင့်ကြိုတင်သတိပြုနိုင်မှရန်အကြံပြုအပ်ပါတယ်ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်များမှာ တိန်နေငယ်မှာတိန်တင်းတင်းဖြစ်ထွန်းနေတာကိုတွေ့ရပါတယ်။ဒီကနေ့မြေပြင်မိုးလေဝသအခြေအနေပြပုံရမြန်မာနိုင်ငံမြောက်ပိုင်းဆုံးဒေသတွေမှာလေပြာရုံနေနေတာကိုတွေ့ရပါတယ်။မြန်မာပင်လယ်ပြင်မှာလိုင်းနေငယ်မှာလိုင်းတင်းတင်းရှိပါမယ်။လိုင်းမြန်မာမြန်မာကန်ယူနယ်တခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာလေပေမှာခုနှစ်ပေကန်ရှိနိုင်ပါတယ်။အနောက်ပြန်မလန်းအထိခမန်းချမ်းများအနေနဲ့ကတော့တနင်္သာရီတိုင်းဒေသကြီးမှာနေရာဆိတ်ဆိတ် ကချင်ပြည်နယ်၊ချင်းပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာနေရာကျကျနဲ့စကိုင်းတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊ရခိုင်ပြည်နယ်၊အေရဝတီတိုင်းဒေသကြီး၊ရှမ်းကုန်းတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊နေပြည်တော်မန္တလေးတိုင်းဒေသကြီး၊ရှမ်းပြည်နယ်၊ကယားပြည်နယ်နဲ့ကရင်ပြည်နယ်တို့မှာနေရာကွက်ကြားမိုးထချုံရွာနိုင်ပါတယ်။အခုဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်များရဲ့မြို့ကြီးများအလိုက်ဖြစ်ပေါ်နိုင်တဲ့ မူလီဝဒါနဲ့ဆလာဗီရာခံမှန်းချက်များကိုတင်ပြပါမယ်ရှင်။ ပြည်တော်နယ်ဤတွိုင်းအတွက်မနေ့ပြန်မနေ့အထိမူလဝဒါချန်နီခမန်းချက်မောင်းတိန်တဲဖြစ်ထုံးပြီးမုတ်တီချုံရီနေရာကွက်ကြားမွန်နေငယ်ရွာလိုက်ပါတယ်အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုင်းနဲ့အနိုင်ဆုံးဘူးချိန်မှာ26ဒီဂရီဆယ်စီယပ်89ဒီဂရီဖာရင်ဟိုင်းရှိနိုင်ပါတယ်ရှန်ကုံမြို့နယ်ဤတွိုင်းအတွက်မနေ့ပြန်မနေ့အထိမူလဝဒါချန်နီခမန်းချက်မောင်းလေတိန်တဲဖြစ်ထုံးပြီးမုတ်တီချုံရီနေရာကွက်ကြားမွန်နေငယ်ရွာလိုက်ပါတယ် အမြင့်ဆုံးဘူးချိန်မှာ36ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ24ဒီဂရီဆယ်စီယပ်85ဒီဂရီဖာရင်ဟိုက်ရှိနိုင်ပါတယ်။မန္တလေးမြို့နယ်နေတော်အတွက်မနက်ဖြန်မနက်အထိမိုးရွာသားချင်းနေခမန်းကြမှာလေ။တိမ်တဲတဲဖြစ်တော်မီမိုးထချုံရွေနေရွက်ကြောင်းမိုးအနေငယ်ရွာနိုင်ပါတယ်။အမြင့်ဆုံးဘူးချိန်မှာ38ဒီဂရီဆယ်စီယပ်69ဒီဂရီဖာရင်ဟိုက်နဲ့အနိမ့်ဆုံးဘူးချိန်မှာ26ဒီဂရီဆယ်စီယပ် 89ဒီဂရီဖာရင်ဟိုက်ရှိနေပါတယ်။နောက်တစ်ရက်အတွက်ခမန်းချမ်းများအနေနဲ့ကတော့ကချင်ပြည်နယ်၊စကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ချင်းပြည်နယ်၊ကရင်ပြည်နယ်၊မွန်ပြည်နယ်နဲ့ကနင်တိုင်းတိုင်းဒေသကြီးတို့မှာနေရာကျကျမှာနေရာစိစိမိုးထချုံရွာပါမယ်။အခုတင်ပြခဲ့တာကတော့ဒီကနေ့မိုးလဲနှစ်နာရီချင်းထုတ်ပြန်နေမိုးလေဝသနဲ့စလာပေတာသတင်းများပဲဖြစ်ပါတယ်။ကိုစိန်နှပြဆက်မှချမ်းသာကြပါစေရှင်။